26ရက်9လ2025ခုနှစ်တောက်ကြနေ့အခါတမရဝက်ဝီတုတ်တီမဲဒုတိယဆင့်ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေတို့ကိုဝီတုတ်တီမဲဒုတိယဆင့်ပါလေအခန်း35အာယတနာဓာတုအခန်းနဲ့ပတ်သက်ပြီးတော့ဓမ္မတာကိစ္စအမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒီမှာဒီအခန်း35အာယတနာဓာတုအခန်းဟာပေါ့နော်မီလီမီတာနဲပါတယ်နော်မီလီမီတာနဲတယ်ဆိုပေမဲ့ကျွန်တော်တို့ကဒီဟိုနည်းပါးပါတော့လေ့လာရမှာပေါ့နော်တခန်းလုံးကိုခြံခဲ့လို့လည်းအဆင်မပြေဘူးကိုယ်ကလည်းကြာမှာမိက ခဲ့မှာမိသားမှာဆိုတဲ့အတွက်ကြောင့်ဒါကြောင့်မို့ဓမ္မမိတ်ဆွေတို့ကဒီအခန်းကိုဟိုတချို့ဓမ္မမိတ်ဆွေတွေကလည်းလှုပ်ရှင်လှော့ပေါ့နော်ဒါမှမလှော့ဘူးကိုကဟိုလှော့ရမှာလဲဟိုနှမျောတယ်ပေါ့နော်ကိုကလည်းမပါလာမှာလဲကိုကိုကိုမယုံကြည်ဘူးဆိုတော့ကျင်တော့တနေ့ပပကြည့်ရမယ်ပေါ့နော်အဲ့ဒီခါမှာဒီအခန်းကိုကျွန်တော်အနှစ်ရှုပ်လုပ်ထားပေးပါတယ် အဲ့ဒီမှာပေါ့နော်ဒါအဲ့အာယတနာမြေပုံနဲ့အာယတနာမြေပုံမှာဆိုရင်၃နီးရှိတယ်၅နီးရှိတယ်ပေါ့နော်အာထုရဖြစ်တဲ့အတွက်ကြောင့်အာယတနာမြေတယ်နောက်တစ်ခါဆိုလို့ချင်းစိတ်စေတသိက်တို့ကျေပြန့်ကြီးပွားစေတတ်သောကြောင့်အာယတနာမြေတယ်နောက်တစ်ခါရှည်သောတန်တရာဆင်းရဲကိုဆောင်တတ်တဲ့အတွက်ကြောင့်မို့လို့အာယတနာမြေပါတယ်တဲ့ပြီးတဲ့ကနောက်တနီးရကြတော့၅နီးပေါ့နော်၅နီးမှာဆိုရင် နေရာဌာနဟူတဲ့အနေကြောင့်မို့လို့အာယတနာ မြေတယ်ပြွန်ရာတီရာ ဟူသောအ내ကြောင့်အာယတနမြည်တယ်။စုဝေးရာဟူသောအ내ကြောင့်အာယတနမြည်တယ်။ဖြစ်ရာဟူသောအ내ကြောင့်အာယတနမြည်တယ်။အကြောင်းဟူသောအ내ကြောင့်အာယတနမြည်တယ်ဆိုဓမ္မမေစုတို့ကနေရာဌာနပြောရာတီရာစုဝေးရာဖြစ်ရာအကြောင်းဆိုပြီးတော့မှတ်လိုက်ရင်ဒါ၅မျိုးရပြီပေါ့နော်။ဒါလေးကိုဖြတ်ပြီးတော့ပြန်ရေးမယ်။အဲ့ဒီမှာ နေရာဌာနဖြစ်ပုံပေါ့နော်နေရာဌာနဟူသောအ ਨੇ ကြောင့်အာရဏမြည်တဲ့အခါမှာဒီနေရာဌာနကိုသူကမေးတာပေါ့နော်ဘလို့ဟာမျိုးလဲဆိုတဲ့အခါဒီလောကနိုင်တဲ့ဝါတုဒေဝါယ ဝါတုဒေဝယတနံဆိုတာကဝါတုဒေဝရဲ့အာယတနရဲ့ပေါင်းထားတာအဲ့ဒီဝါတုဒေဝယတနံဆိုတာကကြတော့အဲ့ဒီမှာအာယတနဆိုတဲ့စာလုံးဟာဆိုရင်ဝါတုဒေဝနတ်တေရဲ့နေရာဌာနကိုဆိုလိုတာဖြစ်တယ်တဲ့ဒါတလိုပဲတဲ့စက္ကယတနဆိုတဲ့အစရှိဒီမှာဆိုရင်အာယတနဆိုတာစကုဝိညာဉ်စသောစိတ်စေတသိက်တို့ဤနေရာဌာနဖြစ်ပါတယ်ဒါဆိုဓမ္မမိစေတို့ကဒီနေရာဌာနနဲ့ပတ်သက်ပြီးတော့ဥပမာလေးနဲ့သူ့ရဲ့ဟာလေးနဲ့ကိုစာကျက်လို့ရပါမယ်ပေါ့နော်ဒါလေးက95မှာမိထားတာရှိတယ်နော် ပြီးသွားတဲ့အခါမှာဆိုရင် အာရဏ32ပါးရှိတယ်လေ SD ကယရဏက6ပါးဘာဟိယယရဏက6ပါးရှိတယ် SD ကယရဏ6ပါးကိုဒါ2012မှာမေးထားတာပေါ့နော်အတိတ်ပဲမေးတယ်အဲ့ဒီမှာနော်အာရဏ6ပါးကသက္ကာယရဏသောတာယရဏကာနာယရဏစိန်ဝါယရဏကာယယရဏမနာယရဏဆိုပြီးတော့ရှိမယ်သူရဲ့တယုတ်ကတော့ဓမ္မမိတ်ဆွေတို့ကတည်မယ်ပေါ့နော်ဒါငယ်ငယ်တန်းမှာလည်းပါပြီးသွားပြီမနာယရဏဆိုတာစိတ်89ပါးကိုကောက်ရမယ်သူရဲ့အဲ့ဒီမှာလေအတိတ်ပဲကကြတော့အာရဏတစ်ခုလုံးရဲ့အတိတ်ပဲကိုဆိုလိုတာမဟုတ်ဘူး ူးစက္ခာယရဏမာစက္ခုရဲ့အဓိပ္ပာယ်ကို ဆိုလိုတာနော်စက္ခုဆိုတာက အစင်းကိုတာယာတက်ပြတ်တက်တဲ့အတွက်ကြောင့်မို့လို့ဒါစက္ခာယရဏလို့ဆိုတာဖြစ်တယ်တဲ့ ပြီးသွားတဲ့အခါမှာဆိုရင်သောတာဆိုတာကကြတော့အတန်ကိုကြားတတ်တဲ့အတွေ့အကြောင်းမို့လို့ဂါနာဆိုတာကအနံ့ကိုနန်းရှူတတ်တဲ့အတွေ့အကြောင်းမို့လို့ဘာဖြစ်လို့ဒီလေစက္ခယရဏဆိုရင်ဒါစက္ခုအပေါင်းအာယရဏနော်အာယရဏရဲ့အဓိပ္ပာယ်ကအပေါ်မှာ၃နီး၅နီးနဲ့ရှင်းပြပြီးသွားပြီဒါဆိုကျွန်တော်တို့ကတခုချင်းဒီပဲပြန်ရေးရတော့မှာပေါ့နော်သောတာဆိုရင်အတန်ကိုကြားတတ်သောကြောင့်သောတာမြည်တယ်အာယရဏဆိုရင်ဘောဓကဟာပြန်ရေးဒါဆိုရင်သောတာယရဏအဓိပ္ပာယ်ဓမ္မမိတ်ဆွေတို့ကပေါင်းပြီးတော့ရေးတတ်မလားဂါနာဆိုတာကကြတော့အနံ့ကိုနန်းရှူတတ်လို့ဇိန်ဝါဆိုတာကကြတော့အသက်နဲ့တူတဲ့ဇီဝိတမြည်တဲ့ရတ ာယုံကိုခေါ်တကယ်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကဒီကကြော်တမ်းမှာဒီပုတ်တွေပါပြီးသွားပြီနော်ကာယဆိုတာကကြတော့ဆက်စုပ်ပွဲအာသဝတရားတို့ဤဖြစ်ရာအယက်အာအကုသိုလ်တရားတို့ဖြစ်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကာယလို့ခေါ်တာဖြစ်တယ်မနာဆိုတာကကြတော့ဗာလဲမနာဆိုတာကတိတတ်တဲ့အတွက်ကြောင့်မို့လို့မနာမြည်တယ်တဲ့ဒါဆိုရင်ရပါပြီနော် မိတဲ့အခါမှာဘယ်ဘာကြီးယာယရဏလျှောက်ပါကကြတော့ကြတော့ရူပဆိုတာကရုပ်ကိုပြတ်တတ်တဲ့အတွက်ကြောင့်မို့လို့ရူပလို့ခေါ်တယ်ပေါ့နော်ဓာတ္တဆိုတာကဓာတ္တဆိုတာအတန်အတန်ဆိုတာရွတ်ဆိုအပ်သောကြောင့်ပေါ့နော်ပြီးတဲ့အခါမှာကန္နဆိုတာကကြတော့မိမိဘယ်နေရာမှာရှိတယ်ဆိုတာကိုအနတ်တရားဝိထုကိုပြတ်တတ်တဲ့အတွက်ကြောင့်မို့လို့ရတ္တဆိုတာကကြတော့တတဝါတို့ဒီတာယအပ်သောကြောင့်ဒါကအဓိကကြောင့်ပကင်းခမ်းမှာပါတယ်နော်ဖောတဗဆိုတာတွေ့တီအပ်သောကြောင့်ပြီးတော့မိမိရဲ့သဘောလက္ခဏာကိုဆောင်းလို့ဓာတ်လို့ခေါ်တာနော်ဓမ္မဆိုတာအဲဟုတ်ပြီ ဒါဆိုလို့ချင်းသူ့ရဲ့အရာောက်တွေကဓမ္မယရဏရဲ့အရာောက်ကသူခုမာယု10ရောက်ပါစေတသိန်း52နိဗ္ဗာန်ပေါ့နော် သူမှာသူခုပတာရယု9ပါမပါတော့ဘူးဘာကြောင့်လဲဆိုတော့ SSD ကယရဏထဲမှာပတာရယု9ပါပါပြီးသွားပြီပေါ့နော်ပြီးသွားတဲ့အခါမှာအဲစိတ်89ပါလည်းမပါတော့ဘူးဘာကြောင့်လဲမနာယရဏမှာကောက်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒါဆိုရင်အောက်ကဟာလေးကိုဆက်ကြည့်မယ်အာယရဏ12ပါဘာကြောင့်ဟောရတာလဲဆိုလို့ရှိရင် ဝိညာဏကာယ၆ပါးတို့ဤဖြစ်ရာ द्वार နဲ့အာယုန်တို့ကိုပိုင်းခြား၍ပြတော်မူလိုတဲ့အတွေ့အကြုံမို့လို့အာယရဏ၁၂ပါးပဲဟောရတယ်ပေါ့နော်အဲဒါကျွန်တော်တို့ရိုးရိုး द्वार ဟိုနော်ဗာလဲ द्वार ၆ပါးအာရုံ၆ပါးပြလို့အာယရဏ၁၂ပါးပြတယ်လို့တော့ပြောလို့တော့ရတယ်ပေါ့ဒါပေမဲ့ဒီမှာကျတော့ဝိတုဒ္ဓိမဲ့စတိုင်ဖြစ်သွားပြီပေါ့နော်သူအရေးသားလေးကတစ်မျိုးဖြစ်သွားတယ်ဒါလေးက2002မှာမေးထားတာเนาะ ပြီးတော့တဲ့အခါမှာဆိုလို့ရှိရင်ဟော့စင်နဲ့ပတ်သက်ပြီးတော့ကြည့်ရအောင်ဟော့စင်မှာဆိုရင်ဒါလည်းဒါဒီကဂျော်ဒန်မှာနည်းနည်းလေးပြောထားပေးခဲ့တယ်နော်ဟိုမတ်စုတွေမှာလေအာဆက်ခါယရနာနဲ့သောတာယရနာဟာဆိုရင်အမျက်ဆုံးမြင်ခြင်းကြားခြင်းဖြစ်တဲ့အတွေ့ပါလေဂျေစုများတာပေါ့နော်ဒါကြောင့်မို့လို့ဆက်ခုနဲ့သောတာဆက်ခါယရနာသောတာယရနာကိုအရင်ဆုံးဟောရတယ်တဲ့ပြီးတဲ့အခါမှာဂါနစိန်ဝါကာယကအစင်လိုက်တိုင်းပဲသွားမယ်ပေါ့နော်နောက်ဆုံးမှာဆိုရင်ဒီအာယရနာ၅ပါးလုံးရဲ့ကျစ်စာရအာယုံရှိတဲ့အတွေ့အကြုံမို့လို့မနာယရနာကို last နောက်ဆုံးဟောရပါတယ်တဲ့โอเคရပြီနော်ဒီတိုင်းလေးပဲဒီ ်ရူပါယရဏကနေဓမ္မယရဏကလည်းပဲဒီစကုသောတာဂါနာစိန်မှာလို့ပဲအစဉ်လိုက်ပြန်ဟောရတာပေါ့နော်နောက်ပြီးတော့ SSD ကယရဏနဲ့ပါဠိယာယရဏမှာဗာဖြစ်လို့ SSD ကယရဏကိုအရင်ဟောရလဲပေါ့နော်အဲ့ဒါလည်းရှိမယ်ညာဒိတ်ရေးမကြည့်တော့ဥထားလိုက်ပါတော့နော်ပြီးသွားတဲ့အခါမှာအာယရဏတို့ကိုရှုအပ်ပုံနဲ့မှတ်ထားမယ်နော်အာယရဏတွေကိုဘယ်လိုရှုမလဲပေါ့နော် အာရဏတွေကိုဘယ်လိုရှုမလဲဆိုလို့ချင်းအဲ့ဒီမှာဓမ္မမိတ်ဆွေတို့အလုံးစုံသောသင်္ခတအာရအသင်္ခတဒီအာရဏတွေမှာနှစ်ပိုင်းခွဲမယ်ဆိုရင်သင်္ခတဆိုတာကကြတော့ပြုပြင်ဖန်တီးလို့ရတယ်ပေါ့နော်ကံစီဥဒ္ဓဟာရ၄ပါးကနေပြီးတော့ပြုပြင်ပြောင်းလဲလို့ရတဲ့တရားတွေရှိတယ်ဒါကတော့ဗာဒီလဲစိတ်စစ်တသိရုပ်ပေါ့နော်ပြီးတဲ့အခါမှာအသင်္ခတဆိုတာကကြတော့နိဗ္ဗာန်ပါသွားပြီနော်ဓမ္မရဏမှာနိဗ္ဗာန်ပါတယ်နိဗ္ဗာန်ကတော့ဒါရှုလို့မရဘူးပေါ့နော်ဒီနေရာမှာ အဲ့မှာဆိုလို့ရှိရင်ဒီနေရာမှာစိတ်စစ်တဲ့တဲ့ရုပ်တွေပေါ့နော်ဒါတွေကိုသင်္ခတတရားလို့ခေါ်တယ်ဒီအလုံးစုံတဲ့သင်္ခတအာရဏတွေကိုဆိုရင်တခြားမှမလာတော့အာဖြင့်တခြားသူမသွားတော့အာဖြင့်အာထုံမှုကင်းတော့အာဖြင့်ပြီးတဲ့အခါမှာကြောင်းကြပြပါရကင်းတော့အာဖြင့်ချူရပါမြည်တဲ့ရမလား၄ခုနော်ရှုပုံရှုနည်းဘယ်နှခုကြည့်လဲဆို၄ခုကြည့်တယ်မလာဘူးမသွားဘူးပြီးတဲ့အခါမှာကင်းတော့အာဖြင့်ပေါ့နော်ကင်းတာကအာထုံမှုလည်းကင်းတယ်ပြပါရကြောင်းကြပြပါရလည်းကင်းတယ်ဆိုပြီးတော့ချူရပါမယ်ဒါလေးကမမေ့ဘူးဒါပေမဲ့ဒါလေးချက်ထားပေးပါနော်ဒါလေးသဘောကောင်းကြိုက်ကြိုက်တယ်ဟာလေးဖြစ်တယ် မေးမယ်ဆိုလည်းမေးလို့ကောင်းတဲ့ဟာလေးမို့လို့နော်ပြီးတဲ့အခါမှာဥပမာအားပြင်ရှုတဲ့အခါမှာဆိုလို့ချင်းရင်ဒီ SSD ကရတနာ6ပါးကိုဘယ်လိုရှုရမလဲဆိုရင်လူမနေတိရွာပစ်ကဲတို့ရှုရမယ်နောက်တစ်ခါကျတော့တနည်းအားဖြင့်ဆိုရင်မွေမီးချောင်းငှက်ခွေးမြေခွေးမြောက်ဟူသောတတဝံ6ကောင်ကဲတို့ရှုရမယ်ရမလားဒီ SSD ကရတနာ6ပါးကိုဆိုရင်လူမနေတဲ့အိမ်ရွာပြက်ကဲတို့လူမနေတဲ့ရွာပြက်ကဲတို့ရှုရမယ်တဲ့။ဘာဖြစ်လို့လူမနေတဲ့ရွာပြက်ကဲတို့ရှုလဲဆိုရင်သူမှခိုင်မြဲခြင်းတင့်တယ်ခြင်းချမ်းသာခြင်းအတ္တမှကင်းခြင်းဆိုပြီးတော့ အတ္တဆိုတဲ့အရာတွေကနေပြီးတော့ကင်းတဲ့အတွက်ကြောင့်မို့လို့တဲ့ရမလားခိုင်မြဲခြင်းတင့်တယ်ခြင်းစံတာခြင်းအတ္တ စာတီတို့အတ္တတို့မှကင်းတော့ကြောင်းပေါ့နော်လို့ဆိုတာကစာဆန့်အောင်လို့ရေးတာအမှန်တော့ကြောင်းကိုပြောချင်တာနော်ကင်းတော့ကြောင်းခိုင်မြဲခြင်းရလဲကင်းတယ်တင့်တယ်ခြင်းရလဲကင်းတယ်စင်ရချမ်းသာခြင်းရလဲကင်းတယ်အတ္တကလည်းကင်းတဲ့အတွက်ကြောင့်မို့လို့လူမနေတဲ့ရွာပြည့်ကဲတို့ချူရမယ်တဲ့နောက်တစ်ခါတနည်းအားဖြင့်ဆိုရင်တော့ဒီ SSD ကယရနာ6ပါဆိုတော့ဥပမာ6မျိုးပေါ့နော်မွေမီးကြောင်ငယ်ခွေမြေခွေမြောက်ဆိုတဲ့တတဝါ6ကောင်းနဲ့တူတယ်ဆိုပြီးတော့ကျင့်ရမယ်တဲ့ဒီနေရာမှာလေဘာဖြစ်လို့ဒီကောင်းတွေကိုဥပမာပေးတယ်ဆိုကျွန်တော်လည်းမသိဘူးနော်အဲ့ဒီတိုင်းပဲကျင့်မယ်နော်အဲမွေမီးကြောင်ငယ် ခွေးမြေခွေးမြောက်เนาะအကောင်နေမှားပြီးတော့ရေးနေဦးမယ်เนาะရှင်းနောက်တွေရောတခါဟိုရှင်းနောက်လည်းမှားလို့မရဘူးဒီတိုင်းပဲရေးမှရမယ်เนาะကြာသာပရိနိုင်နေရှေ့ရောက်နေတယ်เนาะပြီးတဲ့အခါမှာငှက်တော့ခွေးတော့ဆိုတလင်းလာနန်းပေါ့เนาะပြီးတဲ့အခါမှာမြေခွေးနဲ့မြောက်နေဆိုကြာသာပရိနိုင်ပြန်ရောက်သွားတယ်เนาะဟုတ်ပြီ နောက်တစ်ခါဘာဟိယကျရဏ၆ပါးကိုကြတော့ဘယ်လိုရှုရမလဲဆိုရင်ယွာကိုလူရည်ဖြစ်စီတော့တကိုးကဲ့သို့ရှုရမယ်တဲ့ SD ကယရဏတို့ကိုထိပါတိုက်ခိုက်တတ်တော့တိုက်ခိုက်တတ်ကြတော့ကြောင်းပေါ့နော်ဗျာ SD ကယရဏ၆ပါးကိုထိခိုက်တိုက်ပါတတ်တဲ့အတွက်ကြောင့်မို့လို့ဘာဟိယယရဏ၆ပါးကိုယွာကိုလူရည်ဖြစ်စီတဲ့တကိုးတွေဆိုပြီးတော့ရှုရမယ်တဲ့နော်နောက်တစ်ခါတဏှိယပြင်ပြောမယ်ဆိုရင်တတဝါ၆ကောင်ဤจิตစာယာကဲ့သို့ရှုရပါမယ်တဲ့အပေါ်မှာ SD ကယရဏ၆ပါးကိုအကောင်နဲ့နှိုင်းခဲ့တဲ့အတွက်ကြောင့်မို့လို့ဘာဟိယယရဏ၆ပါးဟာလည်းပဲအဲ့ဒီအကောင်၆ကောင်ရဲ့จิตစာယာဆိုပြီးတော့ ချူရပါမယ်တဲ့နော်မမေစရကအကောင်လျှောက်ကောင်ကိုမသိလို့ချင်းရင်မွေမီးအမွေမီးကြောင်စတော်ပေါ့နော်တတဝါလျှောက်ကောင်လိုပဲပြေးပေးပေါ့နော်ဒါချွေးတဲ့နီးနော်ဒါဆိုရင်မမေစရကအာရဏနဲ့ပတ်သက်ပြီးတော့ပြီးပါပြီ ပြီးသွားလို့ရှိရင်ဓာတုနဲ့ပတ်သက်ပြီးတော့တက်ပြီးတော့ဆွေးနွေးပေးပါမယ်ဓာတုမှာဆိုဓာတ်ဆက်ချက်ပါရှိပါတယ်ပေါ့နော်ဓာတ်ဆိုတာကမိမိရဲ့သဘောကိုစောင့်တတ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်လို့ခေါ်တယ်တတဝါလည်းမဟုတ်ဇီဝလည်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်လို့ခေါ်တယ်တဏ္ဍာရာဆင်းရဲကိုစီရင်ကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်လို့ခေါ်တယ်တဏ္ဍာရာဆင်းရဲကိုထားရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်လို့ခေါ်တယ်ဒါကဓာတ်ရဲ့အဓိပ္ပာယ်ကဆက်ချက်ကြောင်းလောက်ရှိတယ်နော်ကျွန်တော်တို့ဟိုဒီကရောတန်းမှာပါခဲ့တယ်လေဒါပေမဲ့ဒီနေရာမှာတော့၄ကြောင်းလောက်ပဲမှတ်ထားမယ်ပေါ့နော် အဲ့ဒီမှာစီရင်ဆိုတဲ့စာလုံးနဲ့ပေါ့နော်တန်တရာစင်းရဲကိုစီရင်ချောင်းဖြစ်တယ်ဆိုတာသူ့ရဲ့ဥပမာကကြတော့ရွှေကြောက်တွေငွေကြောက်တွေဟာဆိုလို့ချင်းရွှေငွေတွေကိုစီရင်ဓာတ်တလို့ပါပဲပေါ့နော်ဒီတန်တရာစင်းရဲကိုစီရင်တတ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်လို့ခေါ်တာဖြစ်တယ်တဲ့ပြီးတော့တန်တရာစင်းနောက်တစ်ခုကကြတော့ပါလဲဆိုရင်ဒီစောင်းနာပေါ့နော် ဆောင်းနေဆိုတာကကြတော့ဝင်ထမ်းသမားဟာဆိုရင်ဝင်ထုတ်ကိုထမ်းဆောင်တယ်လို့ပဲပေါ့နော်ဓာတ်ကလည်းပဲကိုယ့်ရဲ့သဘောကိုကိုဆောင်တဲ့အတွက်ကြောင့်မို့လို့ဓာတ်လို့ခေါ်တာဖြစ်တယ်ဒါကဥပမာလေးနှစ်ခုနော်တော်ကြမိခင်မှာမိခင်ရင်လည်းဖြည့်လို့ရအောင်လို့ဒါကြာဘူးအောင်ရေးထားတာဖြစ်တယ်ဓာတ်ဆက်ရှက်ပါပဲဟောတယ်ဘာဖြစ်လို့အပါ20အပါ30မဟုတ်ဘူးလဲဆိုရင်ပရမတ်ထသဘောအားဖြင့်ထင်ရှားရှိကုန်သောအလုံးစုံသောဓာတ်တို့သည်ထိုဆက်ရှက်ပါ၌အကျုံအတွင်းဝင်သောကြောင့်ပေါ့ဓာတ်တွေအများကြီးပဲရှိတော်လဲပဲအလုံးပေါင်းလိုက်တဲ့အခါတူရတူရသဘောတူရဆူလိုက်လို့ချင်းရင်ဆက်ရှက်ပါပဲရပါတယ်ဒါကြောင့်မို့လို့ ဓာတ်ဆက်ချက်ပါပဲဟောရပါတယ်တဲ့ကျွန်တော်တို့ငွေငွေတန်းမှာကြည့်တယ်လို့မျိုးเนาะ အာယုံ၆ပါးဒွါရ၆ပါးဝိညာဉ်၆ပါးပြတဲ့အတွက်ကြောင့်မလို့ဓာတ်စစ်ချက်ပါဖြစ်တယ်ဆိုပြီးတော့အဲ့လိုမရေးရတော့ဘူးเนาะပြောင်းသွားပြီပရမတ္ထအပြည့်တင်ကြားရှိတဲ့ဓာတ်တွေကိုအားလုံးသဘောတူရာစုရင်စစ်ချက်ပါမှာပဲအကျုံးဝင်တဲ့အတွက်ကြောင့်မလို့စစ်ချက်ပါပဲဟောရတယ်လို့ပြောမယ်အဲ့ဒီမှာဓာတ်စစ်ချက်ပါကဘာဓာညာဓာတ်တွေပေါ့เนาะရူပဓာတ်တို့သုဘဓာတ်တို့အဲ့ဒါတွေကထားလိုက်တော့ဂျာဘူးအောင်လေးပဲကြည့်မယ်ဆိုရင်ကာမဓာတ်ဆိုတာကကြတော့ဓာတ်စစ်ချက်ပါကိုဆိုလိုတာပါတဲ့ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်နက္ခမဓာတ်နက္ခမဓာတ်ဆိုတာကကြတော့ဒါလွန်မြောက်တာပေါ့เนาะ လွန်မြောက်တယ်ဆိုတာကကြတော့သူကပါလဲနခမတတ်ဆိုတာဟာလည်းပဲပါလဲဆိုရင်သူဒီဓမ္မတတ်ပဲဖြစ်ပါတယ်တဲ့နော်ပြီးသွားတဲ့အခါမှာသူဒီနခမတတ်ဆိုတာကအရာကောင်းရင်ဘာတွေရလဲဆိုတော့ကုသိုလ်တရားအားလုံးကိုရပါတယ်တဲ့ဒါကြောင့်မို့လို့မနောဝိညာဏတတ်ဟာလည်းပဲနခမတတ်ထဲမှာပါပါတယ်ဓမ္မမိတ်ဆွေတို့မှတ်ရမှာကဒီ ဓာတ်တွေအလုံးပါဆိုကာမဓာတ်ဟာလည်းပဲဒါဓမ္မဓာတ်ဖြစ်တယ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်အဲဒီကာမဓာတ်ထဲမှာဓာတ်၁၈ပါးလုံးပါတယ်ပေါ့နော်ပြီးတော့နေခမဓာတ်ဟာဆိုလို့ရှိရင်လည်းပဲဒါဓမ္မဓာတ်ထဲမှာရှိတယ်နေခမဓာတ်ကဆိုရင်ကုသိုလ်တရားအလုံးပါတယ်ဒါကြောင့်မို့လို့မနောဝိညာဏဓာတ်ဟာလည်းပဲနေခမဓာတ်ထဲမှာပါတယ်တဲ့ဓမ္မမရှိလို့နည်းနည်းလေးဟိုစာလေးရေးတရားရှိတာကကာမဓာတ်နဲ့နေခမဓာတ်ကိုတွန့်ကွင်းလေးတွန့်ပြီးတော့ဓမ္မဓာတ်လို့ရေးထားပေးပါ ဒါဆိုရင်အဆင်ပြေသွားပါပြီเนาะပြီးတဲ့အခါမှာစကုဝิญဉ်စသည်တို့ဤဖြစ်ရခြင်းကြောင့်ဒါစိတ်တွေเนาะဝิญဉ်စိတ်တွေဘာကြောင့်ဖြစ်တာလဲဆိုဓမ္မမိတ်ဆွေတို့ကဝီဝီထိပိုင်းမှာတင်ပြီးသွားပြီเนาะလေးခုလေအင်္ဂါလေးခုစုံလို့ရှိရင်ဝิญဉ်စိတ်တွေဖြစ်တယ်เนาะမျက်စိရဲ့အစင်းရဲ့ပြီးသွားတဲ့အခါမှာအယောင်အလင်းရဲ့နှလုံးသွင်းမှုမနတိကာလရဲ့စုံလို့ရှိရင်စကုဝิญဉ်စိတ်ဖြစ်တယ်ပေါ့เนาะနားရဲ့အတန်ရဲ့နောက်ပြီးသွားလို့ရှိရင်ဒီလေအာဟာရကအပေါက်အကြားရဲ့ပေါ့เนาะအာကာသပြီးတဲ့အခါနှလုံးသွင်းမှုရှိရင်ဒါဒါမတော်တာဝิญဉ်စိတ်တွေဖြစ်တယ်နှာခေါင်းတို့အနံ့နှာခေါင်းရဲ့အနံ့ရဲ့လေရဲ့ပြီး ဲ့အခါမှာနှလုံးသွေးမှုရှိရင်ကာနဝိညာဉ်စိတ်ဖြစ်တဲ့ရှာရဲ့အရသာရဲ့ပြီးတဲ့အခါမှာအာဘောဓာတ်ပြီးတဲ့အခါနှလုံးသွေးမှုရှိမယ်ဆိုရင်ပေါင်းစုံပြီးရင်ဇေဝဝိညာဉ်စိတ်ဖြစ်တဲ့အဲ့ဒီအင်္ဂါ၄ခုတည်းကတစ်ခုခုချိုးယွင်းသွားလို့ရှိရင်ဇေဝဝိညာဉ်စိတ်စိတ်တည်းမဖြစ်တော့ဘူးပေါ့နော်။ကာယ ကိုကာယရဲ့ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ကာယပတာဒရဲ့ပြီးတဲ့အခါဖော်တက်ပါယုံရဲ့ပထဝီဓာတ်ရဲ့နှလုံးသွေးမှုရဲ့ပေါင်းစုံတဲ့အခါမှာကာယဝိညာဉ်ဖြစ်တဲ့ပြီးတဲ့အခါမှာဘဝင်စိတ်ရဲ့ပြီးတဲ့အခါမှာဒီဓမ္မယုံပေါ့နော်သဘောတရားအာယုံရဲ့မနတိမနတိကာရနှလုံးသွေးမှုရဲ့ဒီဓမ္မကျတော့၃ခုဖြစ်သွားပြီအင်္ဂါ၃ခုစုံလို့ရှိရင်မနောဝိညာဉ်စိတ်တွေဖြစ်ပါတယ်တဲ့အခုဓမ္မပိစိတို့ရမလားဒီစိတ်ဖြစ်တဲ့အကြောင်းလေးတွေကကြတော့89 89 2012မှာမေးထားတာပေါ့နော် အဲ့ဒါကအိမ်မက်ထဲမှာတဲ့ထမင်းစားတယ်လို့အိမ်မက်မဲ့လို့ရှိရင်အဲ့ဒါကဇိမ်ဝဝိညာဉ်စိတ်ဖြစ်လာလို့မြည်တယ်မဖြစ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့အိမ်မက်ထဲမှာထမင်းစားနေတဲ့ဟာဆိုလို့ရှိရင်ဒိန်းနီးယားမှာဘာလို့ရှိလဲ အဲရှာတွေအရသာတွေအစိုဓာတ်တွေနှလုံးသွင်းမှုတွေဘာမှမရှိတဲ့အတွက်ကြောင့်မို့လို့စိတ်မဝင်ဉင်စိတ်မဖြစ်ဘူးပေါ့နော်အဲဆိုဓမ္မမေဆွေတို့ကဘယ်လိုဖြေရမလဲဆိုတော့အိမ်မဲထဲမှာထမင်းစားနေလို့ချင်းရင်စိတ်မဝင်ဉင်စိတ်မဖြစ်ပါဘူးလို့ပြောမယ်အဘဲကြောင့်ဆိုတော့ဗာလဲရှာအရသာအစိုဓာတ်မနတိကာရချိမာသားလည်းရင်စိတ်မဝင်ဉင်စိတ်ဖြစ်ပါသည်ဆိုပြီးတော့အမှန်လေးကိုပဲအကြောင်းပြပေးလိုက်ရင်ရပြီပေါ့နော်နောက်တစ်ခါမြင်သိစိတ်ကြားသိစိတ်တို့ဖြစ်ရခြင်းအကြောင်းကိုပေါ်ပြပါဒါကတော့ဒီ၄ခုစုံလို့ရှိရင်ဖြစ်တယ်လို့ပြောရင်ရပြီ ်ပြီးသွားတဲ့အခါမှာဓမ္မဓာတ်တွေကိုဘယ်လိုရှုကြမလဲပေါ့နော် sorry ဓာတ်တွေကိုဘယ်လိုရှုကြမလဲဆိုရင်ဒီဓာတ်တွေကိုရှုလာနဲ့ပတ်သက်ပြီးတော့2022မှာမေးထားတယ်နော်ဓာတ်တွေကိုဘယ်လိုရှုကြမလဲတဲ့နော်ဓာတ်တွေကိုကျတော့နှစ်ပိုင်းပိုင်းလိုက်ပါပြီသင်္ကတဓာတ်နဲ့အသင်္ကတဓာတ်ဆိုပြီးတော့ပေါ့နော်အသင်္ကတဓာတ်ဆိုတာဒါနိဗ္ဗာန်ကိုဆိုလိုတာ ဒါအဖြစ်ကံစိတ်ဥဒုအဟာရဆိုတဲ့အကြောင်းလေးပါးကပြုပြင်စီရင်လို့ရတဲ့တရားတွေကိုကြတော့သင်္ခတဓာတ်ပေါ့နော်သင်္ခတဓာတ်မှာဆိုလို့ချင်းဘလို့ရှုမလဲခဏသုံးပါးမှရှေ့အဖို့နောက်အဖို့တို့နိုင်ခင်းစိတ်တော်အပြင်ရှုရမယ်ခိုင်မြဲတင့်တယ်ရှမ်းသာအတ္တအဖြစ်မှစိတ်သုံးတော်အပြင်ရှုရမယ်တဲ့ပြီးတဲ့အခါမှာအကြောင်းတို့နဲ့ဆက်၍ဖြစ်ရခြင်းအပြင်ရှုရမည်ရမလားဓာတ်တွေသင်္ခတဓာတ်တွေကိုဆိုရင်သုံးမျိုးနဲ့ရှုမယ်ပေါ့နော်နောက်တကအသင်္ခတဓာတ်ဆိုလို့ချင်းရင်သူသည်ပါလဲအသေးကင်းနဲ့နမနဲ့ငိမ့်တဲ့ငိမ့်အေးတယ်ပြီးတဲ့အခါမှာဘေးငိမ့်တော်အပြင်ရှုရပါမည်ပေါ့နော်အကျိုးမဲ့အလုံးစုံကိုဆောင်တတ်ဖြစ်စေ ေတတ်သောသင်္ခတဒုက္ခအပေါင်းရာဂအစာကြီးသောကိလေသာဒုက္ခအပေါင်းဤဆန့်ကျင်ဘက်ဖြစ်သောကြောင့်ဆိုပြီးတော့ရှုရမယ်တဲ့ပြန်ပြောမယ်နော်အာသင်္ခတဓာတ်တွေကိုဘယ်လိုရှုရမလဲဆိုရင်၄မျိုးနဲ့ရှုမယ်နော်အာအသေးလေးကင်းတယ်ငြိမ့်တဲ့ရှင်အေချမ်းတယ်ပြီးတဲ့အခါမှာဘေးကင်းတယ်ဆိုပြီးတော့ဒါရှုရမယ်ပေါ့နော်อืม ဘာဖြစ်လို့အဲ့ဒီဟိုသုံးမျိုးနဲ့ရှူပါလဲဆိုလို့ချင်းရင်အောက်ကအကြောင်းပြချက်ကအကျိုးမဲ့အလုံးစုံကိုဖြစ်စေတတ်သောသင်္ခတဒုက္ခအပေါင်းနဲ့လဲဒါကအသင်္ခတဆိုတော့သင်္ခတရဲ့ဆန့်ကျင်ပဲဖြစ်တယ်ပြီးတဲ့အခါမှာရာဂစရယ်ကိလေသာဒုက္ခအပေါင်းရဲ့ဆန့်ကျင်ပဲလည်းဖြစ်တယ်တဲ့ဒါကြောင့်မို့လို့အသင်္ခတတ်နိဗ္ဗာန်သည်အသေးကင်းနဲ့ငြိမ့်တဲ့အေချမ်းနဲ့ဘေးငြိမ့်နေဆိုပြီးတော့ရှူရပါမယ်တဲ့ဒါဆိုဓမ္မမိတ်ဆွေတို့ကနားလည်ပြီးနော်ပြီးသွားတဲ့အခါမှာဓာတ်ဆက်ရှစ်ပါးကိုရှူတဲ့အခါမှာဥပမာလေးတွေရှိပါတယ်နော်ဥပမာအားဖြင့်ရှူပုံဆိုလို့ချင်းရင်အဲ့ဒီမှာစကုဓာတ်စကုဓာတ်ကိုဆိုလို့ချင်းရင်ဘယ်လိုရှူရမလဲအမ် ဥပမာလေးခုရှိတယ်เนาะစီမြင့်နေပြင်ဂျေးမုံပြင်ကြံတဲ့နှမ်းစေများမီပော့ဆိုပြီးတော့ရှုပါပါမယ်တဲ့အာလေးခုရှိမယ်เนาะလေးခုငါးခုရှိမှာပေါ့เนาะစီမြင့်နေပြင်ရဲဂျေးမုံပြင်ရဲကြံရဲနှမ်းစေရဲမီပော့ရဲဆိုပြီးတော့ရှိမယ်တဲ့အဲ့လိုမျိုးစကူတက်ကိုရှုမယ်တဲ့ပြီးတော့ရူပတက်ပေါ့เนาะ နစကုဒကအခန္ဓာနော်စကုဒကအခန္ဓာရူပဒဆိုတာကအတိုက်တပေါ့နော်တိုက်လာပြီဆိုရင်စကုမာရူပယုံလာတိုက်ပြီဆိုတော့စီမျက်နှာပြင်မှာတိခောက်စရာနဲ့ဒီးပြီပေါ့နော်ပြီးတဲ့အခါမှာကြေးမုံပြင်ဆိုတော့မျက်နှာလာဟတ်တယ်ပြီးတော့ကြံဆိုတာကကြိတ်လုံးပေါ့နော်ကြံကြံရိုးတွေကိုကြိတ်တာဆိုတော့ကြိတ်လုံးနှလုံးနဲ့ဂျားတဲ့ကိုကြံရိုးထည့်လိုက်ရင်အရေထွက်လာတယ်နော်ပြီးတဲ့အခါမှာနှမ်းစေတွေကြတော့စီကြိတ်တာလေကျင်မွေ့နဲ့ကြိတ်ရမယ် ပြီးတဲ့အခါမှာမီပော့ဆိုတော့မီပော့တန်းနဲ့ပော့တဲ့အခါမီထွက်လာမှာပေါ့နော်ဒါဆိုရင်အတိုက်တန်းနဲ့အခန္ဓာကိုရမလားအခန္ဓာကစီမြင်အခန္ဓာဆိုတာကစကုဓာတ်ဒါမှစကုဓာတ်ကိုပဲရေးတယ်เนาะဂျာထဲမှာသောတာရောဂါနာရောဇိန်ဝါရောကာယရောဆိုတာဟာလည်းပဲဒီအတိုင်းပဲเนาะစီမြင့်နေပြင်းခြေမုံပြင်းကြံနှံစိမိပေါ်နဲ့ရှူရမယ်ပေါ့เนาะရူပရောဂါနာရောအမရူပရောဓာတ်တာရောဂါနာရတ္တဖောတဗာဆိုတဲ့အာယုန်တွေရကြတော့ဒီခောက်စရာမျက်နှာကြိတ်လုံးကြည်မွေးမိပေါ်တန်းဆိုပြီးတော့ရှူရမယ်တဲ့ ပြီးသွားတဲ့အခါမှာဆိုလို့ချင်းဒီလိုမျိုးစကုနဲ့ရူပနဲ့ပေါင်းစုံတဲ့အတွေ့အကြုံမျိုးလို့တာစကုဝိညာဉ်စိတ်တွေဖြစ်လာတော့မှာပေါ့နော်အဲ့ခါမှာစကုဝိညာဏတက်ဆိုတာက အပွင့်တက်ဖြစ်လာပြီပေါ့နော်အပွင့်တက်တေဟာဆိုလို့ရှိရင်ပါလဲစီနဲ့မျက်နှာဒီခေါက်တရားနဲ့ထိမယ်ဆိုလို့ရှိရင်အတန်ထွက်လာမယ်ဂျင်းမုံပြင်းနဲ့မျက်နှာနဲ့ထပ်မယ်ဆိုရင်မျက်နှာရိပ်ထွေထွက်လာမယ်ပေါ့နော်ကြံနဲ့ကြိတ်လုံးနဲ့ကြိတ်ရမယ်ဆိုရင်ကြံရည်ထွက်လာမယ်နှမ်းစင်နဲ့ကျမွေးနဲ့တိုက်မယ်ဆိုလို့ရှိရင်ဒါကြိတ်ရရင်စီတွေထွက်လာမယ်မီးပုတ်တန်နဲ့မီးနဲ့ပုတ်လိုက်လို့ရှိရင်မီးပုတ်နဲ့မီးပုတ်တန်နဲ့ပုတ်လိုက်ရင်မီးဆိုတာထွက်လာမယ်ဒါဆိုဓမ္မမီစီတို့ကအတိုက်တက်အခန့်တက်ရဲ့အတိုက်တက်ရဲ့အပွင့်တက်ရဲ့သုံးခုကိုကျင့်မယ်ပေါ့နော်ပြီးရင်လိုင်းပပလေးပိတ်မယ်ပြီးတဲ့အခါမှာဓမ္မဓာတ်ကိုပြောပါမယ် ဲ့ဓမ္မတတ်မှာဆိုလို့ရှိရင်တော့ဒါကခန္ဓာအပြင်ခွဲတော့မှာပေါ့နော်ဝေဒနာခန္ဓာဆိုတာကကြတော့ဘယ်လိုရှုရမလဲဝေဒနာဆိုတဲ့စိတ်တိတ်ဝေဒနာခန္ဓာကိုကြတော့မြားညောက်တန်ခြင်းအဖြစ်နဲ့ရှုရမယ်သူကတော့အချုံလေးပေါ့နော် arrow head တန်ခြင်းတစို့အနေနဲ့ရှုရမယ်ပေါ့နော်တင်တင်ညက်ခန္ဓာကိုကြတော့မြားညောက်တန်ခြင်းစူးဝင်၍နာကျင်နေသူနဲ့ရှုရမယ်စူးစူးနေတဲ့သူနာနေတဲ့ပေါ့နော်တင်ညက်ခန္ဓာဆိုတာက pain နော်အရှင်အနီတော်လက်စုပ်တော်သမင်တို့၌တော်သမင်ဆိုပြီးတော့ရှူရမယ်တဲ့ဘယ်လိုလဲအရှင်နီတော်လက်စုပ်ဆိုတာဘာမှမရှိတဲ့လက်ပလာကိုပြောတာနော်ပြီးတဲ့အခါမှာတော်သမင်တော်သမင်ကလည်းတခုခုကိုသူကမျောလင့်နေတာပေါ့နော် သူကမဟုတ်တဲ့ဟာကိုအမှုတ်ဟုတ်မှတ်နေတဲ့မှတ်နေတာကိုတောသမင်လို့ခေါ်တယ်တဲ့နော်အဲ့တော့ငါပုတုစင်တို့၌အရှင်နီတော်လက်စုပ်တောသမင်ဆိုပြီးတော့ရှုရမယ်တဲ့ပြီးသွားတဲ့အခါမှာသင်္ခါရခန္ဓာသင်္ခါရခန္ဓာကိုကြတော့ဘယ်လိုရှုရမလဲဆိုရင်မြားညောက်တန်ခြင်းစူးဝင်၍နာခြင်းနေသူဆိုတော့သူဒီသင်ရဲ့ခန္ဓာနဲ့အတူတူပဲနော်ရှုပုံရှုနည်းကပြီးသွားတဲ့အခါမှာနောက်တစ်မျိုးဘယ်လိုရှုရမလဲဆိုမိကြီးတွင်း၌ပြစ်ရှတတ်သည့်ယောက်ျားပေါ့နော်ပဋိတန်တွေနဲ့ပြစ်ရှတဲ့အတွက်ကြောင့်ပဋိတန်တွေမှာပြစ်သင်္ခါရဆိုတာကသင်္ခါရဆိုတာကပဋိတန်တွေကိုဖြစ်စေတယ် ေနော်အကြောင်မို့လို့ပဋိတန်ဒီမှာပြစ်ရှာတတ်တဲ့အတွက်ကြောင့်မို့လို့ပြစ်ရှာတော့ကြောင့်ပေါ့နော်မိကြီးတွင်း၌ပြစ်ရှာတတ်သောယောက်ျားနဲ့တူတယ်ဆိုပြီးတော့ရှုရမယ်တဲ့ပြီးသွားတဲ့အခါမှာရဲပလိတ်လိုက်ခံရသည်တခိုးပေါ့နော်ဇာတိဒုက္ခလိုက်လာလို့ပေါ့နော်ဒီပဋိတန်ဒီဖြစ်လာပြီးဆိုလို့ချင်းဇာတိဆိုတဲ့ ငွေပွားခြင်းပြီးတဲ့နေ့ကမှဇရာမရနာအစတည်ပြင်ဒုက္ခတွေလိုက်လိုက်ပြီးတော့အစဉ်လိုက်ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ရဲပလိတ်လိုက်ခံရသည်တခိုးဆိုပြီးတော့သင်္ခါရခန္ဓာကိုရှူရမယ်တဲ့ပြီးတဲ့ကမှအစိတ်ပင်ဤမျိုးစေပေါ့နော်အစိတ်ပင်ရဲ့မျိုးစေဆိုတာကဘာလဲအစိတ်ပင်ကနေပြီးတော့မျိုးစေထွက်တယ်ဆိုတော့အဲ့မျိုးစေကအပင်ပေါက်လာမှာပေါ့နော်အကျိုးမဲ့ကိုဆောင်ခန္ဓာအစဉ်ဤအကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့အစိတ်ပင်ရဲ့မျိုးစေအနေနဲ့ရှူရပါမယ်တဲ့ အကျိုးမဲ့ကိုဆောင်တတ်တဲ့ခန္ဓာအစဉ်ရဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အစိပ်ပင်ရဲ့မျိုးစိတ်အနေနဲ့ရှုရမယ်ဒါဆိုရင်သင်္ခါရခန္ဓာကိုဥပမာဘယ်နှခုပေးထားလဲဆိုရင်၄ခုပေးထားတယ်ပေါ့နော်ပြီးတဲ့အခါမှာသင်ညက်ခန္ဓာကိုကြတော့ဥပမာ၂ခုပေးထားတယ်ဝေဒနာခန္ဓာကတော့ဥပမာ၁ခုပဲရှိတယ်မြားညောင်ရဲ့တန်ခြင်းရဲ့သင်ညက်ခန္ဓာကိုကြတော့မြားညောင်တန်ခြင်းစူးဝင်နေတွေစူးဝင်ပြီးတော့နာနေတဲ့သူနဲ့ရှုရမယ်ပေါ့နော်ပုထုဇဉ်တွေမှာဆိုရင်တော့အချင်းဤတော့လက်စုပ်တော်သမင်းဆိုပြီးတော့ရှုမယ်တဲ့ဒီဘက်ကမှာဆိုလို့ဒီဘက်ဆီတို့ကတစ်ခုပဲကြည့်ခြင်းလဲကြည့်ပေါ့နော်မြားညောင်တန်ခြင်းစူးဝင်၍နာခြင်း ည်သူအနေနဲ့ရှုရမယ်ပေါ့နော်။သင်္ခါရခန္ဓာဆိုရင်တော့အဲ့ဒီတိုင်းပြန်ရေးမယ်။မြားညောက်တန်းခြင်း၊ဇူးဝင်၍နာကျင်နေသူအနေနဲ့လည်းရှုရမယ်။ပြီးတော့သင်္ခါရဆိုတာကပရိသန္တိကိုဖြစ်စေတဲ့အတွက်ကြောင့်မို့လို့မိကြီးတွင်းထဲကိုဖြစ်ကြတဲ့ယောက်ျားနဲ့တူတယ်ပေါ့နော်။ပြီးတဲ့ကောင်မှာပရိသန္တိဖြစ်လာပြီးဆိုရင်ဇာတိစရာမရဏဆိုတဲ့ဒုက္ခတွေလိုက်လာတဲ့အတွက်ကြောင့်မို့လို့ရဲပလိတ်လိုက်နေတဲ့သခိုးနဲ့တူတယ်၊ဝရံပြင်းနဲ့တူတယ်ဆိုပြီးတော့ရှုရမယ်ပေါ့နော်။ပြီးတဲ့အခါမှာအကျိုးမဲ့ကိုစောင့်တတ်တယ်ခန္ဓာအစဉ်ကိုဖြစ်စေတဲ့အတွက်ကြောင့်မို့လို့အစိတ်ပင်ရဲ့မျိုးစိတ်အနေနဲ့သူဒီမျိုးစိတ်မျိုးစိတ်ပဲเนาะကံဆိုတာကမျိုးစိတ် ကန်နေကိလေသာပေါင်းရင်ဘဝတစ်ခုဖြစ်လာတယ်ပေါ့နော်ဒီလိုဆိုလိုတာပြီးသွားတဲ့အခါမှာဆိုလို့ချင်းရင်ဒုက္ခမယုတ်ဒုက္ခမယုတ်ကိုတော့ဘလို့အနေနဲ့ရှုရမလဲဆိုရင်ကဲ့၍နှိမ့်စက်တတ်သောဘေးရောဂီအကြောင်းဖြစ်သောကြောင့်မို့လို့ဂျာပန်အသွင်ထင်ရသောသင်တုံးစစ်ပေါ့နော်ထင်ရဂျာပန်လေးလို့ထင်ရတကယ်တကယ်တော့အဲ့ဒါဂျာပန်မဟုတ်ဘူးသင်တုံးဓာပေါ့နော်သင်တုံးဓာဆိုကိုယ့်ကိုဘာလို့တော့မှလဲဖြတ်တောက်တော့မှာပေါ့နော်ဒီလိုမျိုးကဲ့၍နှိမ့်စက်တတ်သောဘေးရောဂီအကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒုက္ခမယုတ်ကိုဂျာပန်အသွင်ထင်ရတဲ့ဓာတ်ဆက်အနေနဲ့ရှုရပါမယ်တဲ့နောက်တစ်ခါမနောဝိညာဏဓာတ်ပေါ့နော်မနောဝိညာဏဓာတ်ကိုတော့ ့ဘလို့ရှုရမလဲဆိုလို့ရှိရင်တောမြောက်ရဲ့မြင်းဆိုးရဲ့ခေါင်းငယ်၌မြောက်တင်လိုက်တော့တုတ်ပြီးတော့ကရှည်တဲ့အနေနဲ့ရှုရပါရမလား၄မျိုးရှုရမယ်နော်မနောဝိညာဏဓာတ်ကိုတောမြောက်အနေနဲ့ရှုတယ်ဘာဖြစ်လို့လဲဆိုတော့မနောဝိညာဏဓာတ်ဆိုတာအာယုံမှာတည်တန့်ခြင်းမရှိသောကြောင့်တောမြောက်ပေါ့တောမြောက်ကလည်းဟိုရရန်ဒီရရန်ဟိုသက်ပင်ကူးလိုက်ဒီသက်ပင်ကူးလိုက်ပေါ့နော်ဒီလိုဆိုလို့တာပြီးတော့ကံပါဆိုရင်ဒီမနောဝိညာဏဓာတ်ဟာတဲ့လေပေါ့ မြင်းဆိုးအနေနဲ့ရှူရမယ်ပေါ့နော်မြင်းဆိုးဆိုတာဘာလဲဆိုရင်ဆုံးမနိုင်ခဲလို့ပေါ့နော်ဆုံးမဖို့ခဲရင်တဲ့အတွက်ကြောင့်မို့လို့မြင်းဆိုးအနေနဲ့ရှူရမယ်တဲ့ပြီးသွားတဲ့အခါမှာဆိုရင်လိုရာအာယုံ၌ကျသွားတဲ့အတွက်ကြောင့်မို့လို့သူလိုချင်တဲ့အာယုံမှာကျကျသွားတဲ့အတွက်ကြောင့်မို့လို့ခေါင်းကင်မှာမြောက်တင်လိုက်တော့ဒုတ်ပေါ့နော်ခေါင်းကင်ကိုဒုတ်တင်မြောက်တင်လိုက်လို့ချင်းအဲ့ဒုတ်ကပြန်ပြုတ်ကြမှာပဲနော်ကျချင်းတဲ့နေရာပြုတ်ကြမယ်ဒါကြောင့်မို့လို့လိုရာအာယုံမှာကျနိုင်တဲ့အတွက်ကြောင့်မို့လို့ခေါင်းကင်မှာမြောက်တင်လိုက်တဲ့ဒုတ်ကဲတို့ရှူရမယ်တဲ့နောက်တစ်ခါကရှည်တယ်ပေါ့နော်ကရှည်တယ်ဆိုတာကကျတော့ဓမ္မမိတ်ဆွေတို့ပွဲလန်းတဲ့ပင်မှာကရှည်တယ်ကအဝတ်အစားမျိုးမျိုးတစုံမီ တစုံလဲလဲဝက်တယ်ပြီးတော့မျိုးစုံကတာပေါ့နော်လူပြည့်ပုံစံနဲ့ကလည်းမိမပုံစံနဲ့ကလည်းယောက်ျားပုံစံနဲ့ကလည်းဒီလိုပဲတဲ့လောဘစားသောကိလေသာမျိုးမျိုးနဲ့ရှင်တွဲနေတဲ့အတွက်ကြောင့်မို့လို့မနောဝိညာဏဓာတ်ကိုကရှိတဲ့အနေနဲ့ရှုပါပါမယ်တဲ့ဒီမှာမိစွေတို့ကစာကြည့်တဲ့အခါကျရင်ကျွန်တော်တတ်နိုင်တဲ့လောက်တော့အတူကျုံလေးလှုပ်ထားပေးတယ်ပေါ့နော်အဲအတူကျုံကိုမှလည်းနားမလည်ဘူးစာကြည့်ရတယ်နဲ့ထောက်တယ်အထာမသိသေးဘူးဆိုရင်ဆရာမကြီးရဲ့ဒီမတ်စု နိုင်ငံတိုက်ပြီးတော့ခဏပြန်ကြည့်ပေးပါเนาะဒါဆိုဓမ္မမိတ်ဆွေတို့ကဒီအာယတနာနဲ့ဓာတုအခန်းကိုဒါစာမျက်နှာနှစ်ခုပေါ့เนาะ A4 ကလန်ဆိုလို့ရှိရင်နှစ်မျက်နှာလောက်နဲ့ပြီးသွားမှာပါเนาะဒါလေးနဲ့ဓမ္မမိတ်ဆွေတို့ကဒါအာယတနာဓာတုကိုပယ်စရာလည်းမလိုတော့ပါဘူးเนาะစာမျက်ပွဲမှာကျွန်တော်တို့ဒီနှစ်ဖြည့်ရမယ်စာမျက်ပွဲမှာဒီအာယတနာဓာတုကတပုတ်လောက်ပါပါစေဆိုပြီးတော့ဆူတောင်းပေးပါတယ်เนาะဒါဆိုကျွန်တော်ဓမ္မမိတ်ဆွေတို့ရောအတူတူစက်မှတ်ဖို့ရမှာပေါ့เนาะအခန်းလေးရလည်းနည်းနည်းလေးပဲကျေးရမယ်တပုတ်ရပါစေပေါ့เนาะ ဒါဆိုတော့မိတ်ဆွေတို့ကိုအာရဏဓာတုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးလို့ပြီးသားပါပြီ။နောက်တစ်ပတ်မှာ80ဝီတာအခန်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသားပါမယ်။အခုဆိုရင်80ဝီတာအခန်းဟာလည်းတဝက်အထိပေါ့နော်။ဒါမှတ်စုရေးသားလို့ပြီးသားပါပြီ။